တတိယပြည်သမီးသားစုတွေလည်းမင်းတို့သားသမီးမရှိလားကိုရင်းစားနာသိလို့ရှိဘူးလားလို့ဒီကလေးလေးကဘာမှမသိဘူးမအေးသမီးတစ်ချက်ပြမစားတော့သမီးတော်မကောင်းအောင်ပြောသင်စားတတ်ဘူးအဲ့ဒီအနာရှင်ကိုလည်းမုန်းမယ်အဲ့ဒီမင်းအွန်လိုင်းကြီးကိုလည်းအမြန်ဆုံးဖြုတ်ပေးပါဒါလောက်ဆိုရလဲမင်းကိုဆက်ထားပါနဲ့နိုင်ငံတကာကိုလည်းတောင်းပန်ပါဘာသာသူများလူစားလို့ဒီတော့ရှူရညာဒေသရဲ့ညာသူရဲ့ကောင်းကြီးပေါ့ဗျာ ရားတစ်ခုလာရတယ်လေရောက်လာမယ်တော့အညာသူရဲကောင်းကြီးပေါ့လေဘဲသားစားလိုက်ရပါပြီဟုတ်ကဲ့ပါလေတဲ့ဘူကြီးကြီးဖေလင်းပြန်နန်းဝင်အမှတ်462လေဘဲတကောင်ကိုပရမဇုံတုတ်တင်ရှင်းလင်းနိုင်ခဲ့တဲ့နေ့ကျွန်တော်တို့မိဘပြည်သူတစ်ချက်လုံးရဲ့ပြည်သူကပေးတဲ့အမိန့်ကိုပြည်သူကော်မတီတပ်ဖွဲ့ဝင်တွေ စတင်ထမ်းဆောင်လိုက်တဲ့နေ့အောင်မြင်သောနေ့ဖြစ်ပါကြောင်းဒီနေ့မှာအကျွန်တော်ဖက်စခွေးတက်ရဲ့လေတက်အရာရှိတို့အုပ်သိရှင်းလင်းနိုင်ခဲ့တဲ့ကျစင်တွေကိုကျွန်တော်တင်ပြပေးမှာအလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ကိုထမှန်ပြီးတော့တောင်းဆိုချင်ပါရစေတက်တက်တော့ AA ရဲ့ထိုးစစ်ဟာတာပေါင်းငတိုင်းချောင်းရေးကြီးလေးမျက်နာနဲ့အင်္ဂဘူအထိကိုရောက်ရှိနေပြီဆိုတဲ့အကြောင်းတွေကိုကြားရမှာဖြစ်တယ် မေလ18ရက်နေ့နောက်နေ့18 19ရက်နေ့တွေမှာကျွန်တော်တို့အညာမြေပြင်နဲ့ပတ်သက်တဲ့အောက်ဝဲသတင်းတွေကိုထပ်မံပြီးတော့ကြားရမှာဖြစ်ပါကြောင်းကျွန်တော်တင်ပြမှာဖြစ်ပါတယ်ကျွန်တော်ပြပါတယ်ဘကံလွတ်လေးတယောက်ချက်စီခိုင်ထားပေးပါအဲ့ဆိုဘကံမရှိဘူးမရှိရင်လည်းပဲပါဆယ်လေးတစ်ခုပေါ့ဗျာကျွန်တော်ကကျွန်တော်ပြပါတယ်ကိုလေးပဲသားကိုပေးပို့ပေးသွားမှာဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းတီချင်ကျွန်တော်ပြပါတအိုးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါတယ်တော်လန်တော့အချိန်တော်လန်တော့ကာလာ တော်ပြည်သူတရက်လုံးရပူပေါင်းဆောင်ရွက်မှုကျွန်တော်ပြည်သူလူထုပေးတဲ့အမိတ်ပြည်သူလူထုရဲ့ချလိုက်တဲ့ပြစ်ဒဏ်ပြည်သူစီရင်လိုက်တဲ့တရားစီရင်မှုတိုင်းဒီနေ့မှာတက်တည်ပြလိုက်တာပါကျွန်တော်ဒီကောင်ဝင်တပွဲဝင်ရဲပေါ့တဦးချင်းစီတိုင်းကကျွန်တော်တို့မိဘပြည်သူတဦးချင်းစီတိုင်းရဲ့အမိတ်နာခံလျက်ရှိပါတယ်မိဘပြည်သူတို့ရဲ့ဒါ ဆန္ဒနဲ့အညီကျွန်တော်ဒီနေ့လုံနိုင်ခဲ့တဲ့တသက်ကတော့လေဘဲသားပရမဦးစွာစာတုံးနိုင်လိုက်ပါပြီဟုတ်ပြီဒီပြဆင်လေးကိုကျွန်တော်ပြောခင်မှာအရှိကကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့မိဘပြည်သူတွေတကယ်နဲ့ဝင်းကူညီခဲ့တာကျွန်တော်တို့ဒါကြောင့်ဖက်စစ်ခွေးတက်ရဲ့ဒါလေတက်အရာရှိသူတို့တွေကိုပြစ်ဒဏ်စီရင်ဖို့ကျွန်တော်တို့ဒါ challenge ခေါ်ခဲ့တာရှိတယ်ပြီးတော့စုကြေးတွေကိုထုတ်ပြန်ခဲ့တာရှိတယ် ဆိုတော့ကျွန်မရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်မမိဘတွေဆိုရင်ဟာကိုရှမ်းလေးဘတ်သိမ်းနေတာဗောဆိုတော့အဲ့လိုမျိုးဒါကျွန်တော်မိဘပြည်သူတွေရဲ့အတန်တွေကျွန်တော်မိဘပြည်သူတွေရဲ့အကဲကိုအားတက်တယ်ရောဒီပြင်းပြတဲ့ဆန္ဒတွေကိုဒီနေ့ကျွန်တော်တို့ပြည်သူ့ကော်ရေးတပ်ဖွဲ့ဝင်တွေကဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီတင်းကိုမပြောခင်မှာကျွန်တော်မိဘတွေကိုလေဘဲသားရောင်းချင်ပါတယ်အဲ့ဒီလေဘဲသားကတကယ်ကိုအရသာရှိတယ်ချုံမိန်တယ်ဘာနဲ့ပဲတွဲဖက်စားစားစားလို့အရသာရှိတယ်လေဘဲသား တမိတာကိုမြန်မာငွေကျပ်တသိန်းကျွန်တော်တို့ဒါတစ်ဆယ်သားချင်းဝယ်စားမယ်ဆိုရင်မြန်မာငွေကျပ်အပေါင်းကနေပြီးတော့စတင်ဝယ်စားလို့ရတယ်ကျွန်တော်တို့ထိုင်းဘတ်ငွေနဲ့ပြောမယ်ဆိုရင်ထိုင်းဘတ်ငွေဒီတပေါင်းပေါ့ဗျာတပေါင်းကနေပြီးတော့ထိုင်းဘတ်ငွေတရာကနေပြီးတော့စတင်ဝယ်ယူစားသုံးနိုင်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်ပြပါတယ်ကိုဥစွာတင်ပြပေးချင်ပါတယ်ဟုတ်ပြီကျွန်တော်တို့ပေါင်းတာမြို့နယ်မှာသူတပည့်တယောက်နဲ့လပိဆိုင်မှာ ညိုဆို့หนีတဲ့အချိန်ညိုဆို့หนีတော့ကျွန်တော်ဒီကဘာရေးတက်ဖွဲ့ဝင်လူရဲ့လက်ချက်အောက်မှာပဲအဝေးစီးငရဲကိုမစီတော်ကိုက်ချေပြပါနဲ့အဲ့ဒီလေဘဲငနေသားစောက်ထိုးဆင်းသွားရပါတယ်ကျွန်တော်ပြောချင်တာကတော့ဒီပွဲကမပြီးသေးဘူးဆက်ရံကြည့်သေးတယ်ကျွန်တော်တရင်ချက်လက်တွေအညောင်များရရှိထားပါတယ်ကျွန်တော်ပြည်တွင်းမှာကျွန်တော်တိုင်းရင်းသားညီကောင်မတော်တွေကျွန်တော်ရဲ့ clean ငယ်တွေကိုလေချောင်းကနေပြီးတော့ရရဲ့ဆက်ဆက်စုလိုက်အပြုံလိုက်သေးစေနှိုင်ဖို့အတွက်ဒါအပြင်းထန်တဲ့ ဘုံအမျိုးမျိုးအာ20ဝက်တက်စတာမျိုးတွေပြီးတော့ပေါင်ရရဘုံတွေမိလောင်ဘုံတွေနဲ့ကျွန်တော်တို့ရဲ့ clean ရတွေကိုတက်ဖြတ်ခဲ့တဲ့ဒူတွေအခုတို့တွေတောင်းတနေကြရပါပြီကျွန်တော်မြင်ပါတယ်ကျွန်တော်တို့ဒါ clean ရတွေစတင်နေတဲ့အချိန်တောင်းတနေတဲ့အချိန်ကျွန်တော်တို့အကြောင်းအလေတက်တယ်ကိုဘုံကျဲတက်ဖြတ်ခဲ့တယ်ကျွန်တော် clean ရတွေရဲ့နာရေးတောင်မှအပီးသေးဘူးဒီကောင်တွေတို့နာရေးလုပ်နေရပြီ ။ဒါနဲ့တစ်ဆက်တည်းမှာပဲသူတို့နဲ့ပတ်သက်တဲ့မိသားစုဝင်တွေတော်တော်လေးကိုကြောက်လန့်တွန်းလို့နေတယ်လို့ကျွန်တော်တို့သတင်းရရှိထားတယ်။ဒါအပြင်အကျမဖက်စိတ်ခွေးတက်ရဲ့လေတက်နဲ့ပတ်သက်တဲ့တအူးချင်းစီတိုင်းအရောက်တိုင်းတမိသားစုလုံးဆွေစဉ်မျိုးဆက်တစ်ခုလုံးထိတ်လန့်ကြောက်ရွံ့နေပါချောင်းကျွန်တော်ရဲ့မိဘတွေကိုအတိပေးလိုပါတယ်။ဘယ်နဲ့သူတို့အလှည့်ရောက်လာမလဲဆိုတာ။သူတို့ဒီတိမ်မှအလုံးစွာကြောက်ရွံ့နေကြပါတယ်။ဒါကြောင့်ကျွန်တော်တို့ကလင်းငယ်တွေရဲ့နာရေးမပြီးသေးဘူးနော်။ဒါကြောင့်ကျွန်တော်ကပြောတယ်ဒီပွဲမပြီးသေးဘူးဆက်ရံချစ်သေးတယ်။ ဒါကျွန်တော်တို့မြို့ပြည်သူတွေရဲ့တရားစီရင်မှုအောက်မှာရှိနေတဲ့ဆိုတာကိုကျွန်တော်တို့ခိုင်ခိုင်မာမာတသက်ပြနိုင်ခဲ့ခြင်းဖြစ်ပါလေဟုတ်ပြီဒီအပိုင်းတွေအတွင်းမှာကျွန်မဖက်စစ်ခွတ်တဲ့ခေါင်းဆောင်ဘိုင်းတွေဟာသူတို့ရဲ့ဒေတာအရာရှိတွေနဲ့ဒေတာမိသားစုတွေကို Facebook တွေမတုံးဖို့ဒါတုံးထားတဲ့ Facebook account တွေကိုလည်းထုတ်ချဖို့ပြီးတော့လူမှုကွန်ရက် social စာမျက်နှာမတုံးဖို့ကိုဖိအားပေးတဲ့ကန့်ကွက်မှုတွေချုပ်တိုင်မှုတွေရှိခဲ့ဒီလိုကန့်သတ်မှုတွေရှားမှာပဲကျွန်တော်တို့ပြည်သူတွေထုတ်တဲ့အမိန့်ကိုကျွန်တော်တို့ရဲဘော်တွေတိတိကျကျလိုက်နာ ေးတာပါကျွန်တော်ပြကိုကြည့်နေတယ်ကျွန်တော်တို့မြို့ပြည်သူတအိုးချင်းစီတိုင်းကပေးပို့လာတဲ့အမိန်တိုင်းကိုကျွန်တော်ရဲဘော်လူငယ်တွေဟာတေချာတင်ကြစွာလုဆောင်နိုင်ခဲ့တယ်ဆိုတာကိုကျွန်တော်ကတင်ကြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီလိုမျိုးတို့ရဲ့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာတွေ Facebook တွေကျွန်တော်တို့ဒါအခြားသောဒါမီဒီယာတွေကိုဒါ block ချဖို့အပိတ်ပင်ဖို့နောက်ဆုံးဖုတ်ချဖို့ကိုဒါကျွန်တော်တို့ထိန်းချုပ်ထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းလုဆောင်နေတဲ့လုပ်ငန်းစဉ်တွေတောင်မှမပြီးသေးဘူးအခုအချိန်မှာတော့ကျွန်တော်ပြည်သူရဲ့ ပြင်းထန်တဲ့အေးအယူအောက်ရင်းယူမှုအောက်မှာလေးရပိုကြီးတီဖေလင်းကတော့လက်ဖေးဘိုးတော်ရှင်းချင်းမရသွားခဲ့ပြန်ပါဘူးဗျာဆိုတော့တော့ပြည်သူနဲ့ရှင်းဆိုင်ရဲတဲ့အကျန်းဖတ်တပါဘူးရှိတယ်ပြည်သူကကျွေးပြည်သူက မွေးပြီးတော့ပြည်သူလက်ကိုပြန်ကြိုက်တဲ့ခွေးဘလို့စသိမ်းရမလဲအဲ့ဒီလေဘဲခွေးတွေနဲ့ပတ်သက်ပြီးတော့ တို့ရဲ့မိသားစုဝင်တွေတို့ရဲ့သားသမီးတွေလက်ရှိဘသူကကာဝယ်ပေးမှလဲဆိုရင်မိကုံးတွေထုတ်နေကြတယ်တို့ကဘသူကာဝယ်ပေးမှလဲကျွန်မကြီးပါတို့လှည့်ကြတော့တိတ်မှကြောက်ကြတယ်မတို့ရဲ့သားသမီးတွေရဲ့လုံတုံရဲ့ငါတို့ရဲ့ဘဝလုံတုံရဲ့အခုငါတို့ရဲ့အသက်ကိုဘသူကာဝယ်ပေးမှလဲတို့တွေကိုးကွယ်နေတယ်တို့တွေအားကိုးနေတယ်တို့တွေအခုတာဝန်ထမ်းဆောင်နေတယ်အကျံဖတ်ကမ္ဘာရာဇဝတ်လူစုလိုက်ပြုံးလိုက်တပ်ဖြတ်ခဲ့တဲ့တောင်ကိုအခုမိကုံးတွေထုတ်နေကြတယ် လူသက်သမားတွေလူသက်ကောင်တွေသူတို့ကြောက်တာတတော်လေးကိုရုပ်ရက်စင်ရက်ဖြစ်နေတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုသင်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကလင်းလေတွေနေရာဆုံးမှာနေ့စဉ်ဘုံချက်တက်ဖြတ်ခံနေရတဲ့နာရေးတော့မပြီးသေးဘူးသူတို့ရဲ့ကလင်းငယ်တွေအလှည့်ရောက်လာမှာကိုသူတို့အရန်ကြောက်တယ်။ဒါဆိုရင်ကျွန်တော်တိုင်းရင်သားကျွန်တော်တို့ကလင်းငယ်တွေနဲ့ကျွန်တော်တို့ရဲ့သားတွေကိုဘာကြောင့်ဘုံချဲထားလဲ။ကျွန်တော်တို့ကလင်းငယ်တွေကြတော့သူတို့ကရေးအဆက်ဆက်ဘုံချက်တက်ဖြတ် အလှည့်ရောက်မှကြတော့သူတို့ကဘယ်သူကာကွယ်ပေးမှလဲငါတို့ကဘယ်သူကာကွယ်ပေးမှလဲဆိုတဲ့မိကုံးတွေသူတို့ရဲ့လီဒါအတွင်းမှာပြတ်နှက်နေကြတယ်အပတ်ကြီးကာကွယ်ပေးမှပေါ့အခုလိုက်ပါကျုံကြည့်လိုက်ပါကိုးစားလိုက်ပါသူတော်မှကျွန်တော်နိုင်ငံရဲ့ဟိုးဝေးကြီးမှရှိနေတဲ့ရုရှားကိုပြေးပြီးတော့အာကိုပြီးတော့တာကောကြီးကိုပထွေးလိုတစ်မျိုးအဖေးလိုတစ်မျိုးအာကိုထားတာ ဆိုတော့လက်ရှိသူ့ရဲ့အောက်မှာအယုံရင်ကိုက်နေတဲ့ကောင်တွေကဘသူ့ကိုအကူမှလဲကျွန်တော်တို့ပြည်သူကတော့ခိုင်ခိုင်မာမာဆုံးဖြတ်ထားပြီးပြီကျွန်တော်တို့ပြည်သူကပေးတဲ့အမိန့်ကိုလည်းကျွန်တော်တို့ပြည်သူကပွဲရေးတပ်ဖွဲ့ဝင်တွေကပြက်ပြက်သားသားအေးအေးယူဆောင်ရွက်ခဲ့ပြီဒီအချိန်ဒီမှာဒီကနေ့ဒါမီလာ18ရက်နေ့နနက်9:15မိနစ်အချိန်မှာပဲဒါသူ့ရဲ့တပည့်နဲ့လက်မိတ်ဆိုင်မှာ စားတော့နေတော့တော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ်715တပ်ဖွဲ့အနောက်မြောက်စစ်ဒေသကတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကရှင်းလင်းတုတ်တင်ခဲ့ခြင်းဖြစ်ပါတယ် Congratulation မှာ PLA ပြည်သူပြည်တဲ့အမေပြည်သူစကားနားထောင်တယ်တကယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်ကြောင်းကိုသက်သေပြမှန်ခဲ့တာကျွန်တော်အရန်ကိုကုန်ယူတယ်ကျွန်တော်အရန်ကိုလေးစားတယ်ဒီဘက်နေပတ်သက်ပြီးတော့ ဒါသူတွေကိုစုချင်းငွေတွေထုတ်ခဲ့တာကျွန်တော်ပြပါတယ်မှတ်မိပါပါကျွန်တော်ဘတ်သိန်းကနေပြီးတော့စတင်ပြီးတော့စုချင်းတက်မှတ်ခဲ့တာဖြစ်တယ်မြန်မာငွေကျပ်သိန်းပေါင်း130ကျော်ကနေပြီးတော့ဒါကျွန်တော်စုချင်းထုတ်ခဲ့ကြပါတယ်တော့တော်လန်တော့ဒါမိသားစုဝင်တွေပူပေါင်းပြီးတော့ဗောဗျာဆိုတော့အခုချိန်မှာပရမအိုးသာအဲ့ဒီစုချင်းကိုပိတ်ပိုက်သွားတဲ့သူကတော့ဒီသူလွတ်မြောက်ရေးတက်မှာတော့ PLA အမှန်815ကတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့မိပါကျွန်တော်ညီကိုမောင်မတော် ကျွန်တော်တို့စက်ရံတွေအများကြီးရှိသေးတယ်လေဘဲရှင်းလင်းရေးကအခုမှစတာဖြစ်တယ်အကြံဖက်စစ်ခွေးတက်ရဲ့လေဘဲနဲ့ပတ်သက်သူမှန်မြောက်ကိုကျွန်တော်တို့တုတ်တယ်ရှင်းလင်းရမယ်အများကြီးဖြစ်သေးတယ်လေဘဲသားတွေအများကြီးစားရဖို့ရှိပါသေးတယ်ဒါကြောင့်ကျွန်တော်မိဘတွေပကံလွတ်လေးတွေခြင်ထားပေးပါပြီးတော့ပါဆယ်ထည့်ဖို့အတွက်ပါဆယ်ပေါက်လေးတွေပြင်ဆင်ထားပါလို့ကျွန်တော်ကမိဘတွေကိုဒါတင်ပြခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီလေဘဲသားတပိတ်တာကိုမြန်မာငွေကျပ်တသိန်းကျွန်တော်တို့ဒါပိတ်တာလိုက် ဝယ်ယူစားသုံးလို့ရတယ်လို့ဒါအစဲသားချင်းစီတိုင်းစားသုံးနိုင်ဖို့ကိုလည်းပဲမြန်မာငွေကျပ်တပေါင်းကနေပြီးတော့စတင်ဝယ်ယူစားသုံးနိုင်တဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုတရားလိုပါတယ်ဒီကျွန်တော်တို့ခေါ်ထားတဲ့ဒါ challenge တွေကျွန်တော်ပြည်သူကထုတ်ထားတဲ့ဒါစုချင်းငွေတွေထက်စားပေါင်းများစွာလက်ရှိကျွန်တော်တို့ပြည်သူလူထုကျွန်တော်တို့ clean ရဲ့ဒီကိုတပ်ဖြတ်ခဲ့တဲ့သူကိုတုံ့ပြန်ရှင်းလင်းနိုင်တဲ့အဖွဲ့ဟာပို့ပြီးတော့ထိုက်တန်ကြောင်းကျွန်တော်မိဘတွေ ်တတ်တာရမယ်ကျွန်တော်အတူတူဖော်ထုတ်ရမယ်အချိန်ဖြစ်ပါတယ်ဟုတ်ပြီဒါစစ်စင်ကြီးရဲ့အစပဲရှိပါတယ်တစ်ဖက်ကျကကလေးဖဲနဲ့ပတ်သက်ပြီးတော့သူတို့မိသားစုပြီးပုံမှန်တော့ကလေးပေါ်လုံးချိုက်နေတယ်ဆိုတာကိုကျွန်တော်သတင်းတွေကြားထားတယ်ဆိုတော့ကျွန်တော်မေးချင်တာကသူတို့ရဲ့ယောက်ျားတွေသူတို့ရဲ့လင်တော်မောင်တွေဘုံကျဲလို့တည်သွားတယ်ကျွန်တော်တို့ရဲ့ခလင်းငယ်တွေရဲ့ ကျွန်တော်ကလင်းငယ်တွေရဲ့ငိုကြေးတန်ကျွန်တော်ကလင်းငယ်တွေခန်းစားခဲ့ရတယ်나ကျင်မှုတွေအဲ့လိုနာကျင်မှုတွေသူတွေပြန်ခန်းစားရမယ်ဆိုတာသူခန်းစားမိလိုက်တဲ့ဒီနေ့အချမ်းပစိခွေတရဲ့လိဒပူကြီးကြီးဖေးလင်းကိုတုတ်ပိရှင်းလင်းလိုက်တဲ့အချိန်မှာသူတို့တွေဟာတော်တော်လေးကိုခန်းစားဖြစ်သွားတဲ့သဘောမှရှိပါတယ် ဒါတော့သူတို့မိသားစုဝင်ပြီဒါလေးတန်းနဲ့ပတ်သက်တဲ့မိသားစုဝင်ပြီကျွန်တော်တို့စည်ရေးပြတ်မှတ်မထားသေးဘူးကျွန်တော်ကလင်းငယ်တွေပြရသလိုသူတို့ကလင်းငယ်တွေဒါမျိုးကိုကျွန်တော်တို့ထက်မတွက်သေးဘူးသူတို့ယောက်ျားတွေကျဲခဲ့တဲ့ဘုံကြောင့်ကျွန်တော်တို့ရဲ့ကလင်းငယ်တွေသိဆုံးခဲ့ရတယ်သူတို့အလှည့်ကြတော့သူတို့ကိုဘယ်သူကာကွယ်ပေးမှလဲဆိုတော့ ဲ့ဒီသူတို့မေးတဲ့မေးခွန်းကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့ပြပပြည်သူကျွန်တော်ရဲ့ comment မှာရေးပေးလိုက်ပါသူတို့ကကာွယ်ပေးမဲ့သူဘယ်သူပါလဲသူတို့ပြစ်ဒဏ်စီရင်မဲ့သူကဘယ်သူပါလဲလက်ရှိလက်ရှိကျွန်တော်ပြည်သူရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာဒီလေဘဲတွေအကုန်လုံးရှိနေတယ်ဆိုတာကိုမသိရောလိမ့်သလားကျွန်တော်ပြောပြတာတော့ကျွန်တော်ရဲ့မိပါဘူးဟုတ်ပြီအဲ့တော့ကျွန်တော်တို့လေဘဲသားတွေကိုတစ်ဖိတ်တာနှစ်ဖိတ်တာဆယ်ဖိတ်တာ 10လ20လ30လ40ဒါမှစတင်ပြီးတော့ဝယ်ယူပြီးတော့ကျွန်တော်ရဲ့မိဘတွေကြံရှိတဲ့လေဘဲတွေကိုတုတ်တင်နှိုင်ဖို့အတွက်ဝင်းရံကူညီပေးဖို့ဒီကနေပြီးတော့ကျွန်တော်လေးလေးနက်နက်နှိုးဆော်ခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ရေဘော်ရှမ်းလေး Telegram မှာကျော်ထပ်မံပြီးတော့အသေးစိတ်တပြပေးမှာဖြစ်ပါတယ်ဗျဟုတ်ပြီရေဘော်ရှမ်းလေး Telegram နဲ့ဆက်သွယ်လို့ကြပါပြီကျွန်တော်တို့ကလည်းစူကြီးထုတ်ထားတဲ့ဆိုတော့လေစံချိန်တင်ကျွန်တော်တို့ထုတ်ထားတဲ့စံချိန်ထက်ကျော်ပြီးတော့ ကျွန်တော်ထပ်မှန်ပြီးတော့တက်သေးကြကြပါစို့ဗျာဟုတ်ပြီနောက်တဲ့ဇင်းကောင်းလေးကိုအရကတက်တော့ AA ရဲ့ထိုးစစ်ဟာတာပေါင်းမတိုင်းကြောင်းရေကြီးလေးမျက်နှာအင်ကပူထိရောက်ရှိနေတယ်မင်းကကျွန်တော်ပြောတယ်တော်လန်ရင်းမှာကရင်တွေပါလာရင်ပြီးပြီလို့သာမှတ်လိုက်ပါကျွန်တော်တို့အရကတက်တော့ AA လက်ရှိထိုးစစ်တွေဟာကျွန်တော်ရခိုင်သူရခိုင်သားတွေတည်တဲ့စုဖွဲ့ထားတာမဟုတ်ဘူး ကျွန်တော်တိုင်းရင်းသားညီကောင်မတော်ကျွန်တော်မိသားစုတွေအားလုံးစုဖွဲ့ထားခြင်းဖြစ်တယ်ကျွန်တော်ပြောတဲ့စကားကျောင်းရင်ပြပါလေအခက်တော် AULA ကိုမေးကြည့် ULA မှာလက်ရှိတောင်းထမ်းဆောင်နေတဲ့ဒါတပ်ဖွဲ့ဝင်တွေဟာကျွန်တော်တိုင်းရင်းသားကျွန်တော်မိသားစုတွေအားလုံးစုပေါင်းထားခြင်းဖြစ်တယ် KNU ကိုမေးရင်လည်းပဲဒီအဖြေပဲပြီးမှာပါ KNU မှာလည်းပဲကျွန်တော်တို့ကရင်နေရှိတယ်မုံနေရှိတယ်ဗမာနေရှိတယ်ဝါတပ်ဖွဲ့ဝင်ဝါလူငယ်လေးတောင်ရှိတယ်ကျွန်တော်ဒီလိုအမြင်နဲ့ကြည့်နေတယ်ကျွန်တော်မိမဘီတိတယ် ကဲဒီမှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝါလူငယ်လေးတူအကြောင်းကိုကျွန်တော်ဖော်ပြခဲ့တာရှိတယ်။ကျွန်တော်ရဲ့ဒါရေဘော်တငယ်ချင်းကလည်းကျွန်တော်ရဲ့ဗီဒီယိုကိုသူအင်တာနက်လိုင်းကြားတဲ့အချိန်မှာအမြဲတမ်းကြည့်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်တော့မနေ့ကအကြောင်းပြူမှာအလန်ထောင်းဖပြေးသွားတယ်ပြီးတော့ကျွန်တော်တို့စီမာအလန်ပြူထောင်းလက်နဲ့ချအညံ့ခံခဲ့တဲ့အကြောင်းဖက်စစ်ခွေးတက်တရားကျော်။ဆောက်ဒီတရားကျော်ဟာသူတို့လမ်းပြူထောင်းလက်နဲ့ချတာ။ ည်းနည်းလေးတော့ကြာတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုတည့်ရလုံးရဆန်ဟာသူတို့မတည်ရုံကြောင့်ပြုလို့မရဘူး။တည့်ရနောက်ကြာရင်သူတို့အတွက်တည့်ရပို့ပြီးတော့နာကျင်ခံစားရမယ်။ဒီထက်ပို့ပြီးတော့နောက်ကြာတယ်ဆိုရင်တော့ဝီစီကိုမစီတော့ပြီးမကြိုက်ဖ ೇನೆ ။ဇောက်ထိုးကိုကိုတွင်းကိုတွင်းပြီးတော့ဆင်းရမှာဖြစ်ပါလေ။ဟုတ်ပြီ။ဒါဆိုရင်တော့လမ်းပြူထောင်တယ်လက်နဲ့ချတယ်ယာနဲ့ချီရအဲကျွန်မဖတ်စစ်တက်ကောင်ကြီးအယာနဲ့ချီတဲ့လူသက်သမားတွေပြီးတော့ ်ကနေပြီးတော့လဲထွက်ပြေးနေတဲ့တပ်ပြေးတွေဘာကြောင့်ဒီလိုဖြစ်စေမျိုးကြီးဖြစ်နေတာလဲဆိုတော့ UNA ကဂရုမတည်လို့လား EA ကဂရုမတည်လို့လားကျွန်တော်တို့အပြစ်ခတ်ချက်ထားတယ်ဒီကနေ့မှာ UNA AA ရဲ့ထုတ်ပြန်ကြေညာချက်လေးတစ်ခုကိုအားအသိပေါ်ကျွန်တော်တွေ့လိုက်ရတယ်ဆိုတော့ကျွန်တော်ပတ်စစ်ခွေးတက်ကနေပြီးတော့ကျွန်တော်တို့ဒါတိုက်ပွဲမျိုးစုံနေရာမျိုးစုံမှာအရှင်ဖန်းစီထိမ့်သိမ်းခံခဲ့ရတဲ့တုံမှန်200ကျော်ကို ် ULA အလကတတော် AA ကနေပြီးတော့လူငင်းချမ်းသာခွေပေးလိုက်တယ်။သူသားဆန်တဲ့လုပ်ရက်တွေကိုလူသားတွေသာပြုလုပ်နိုင်တယ်ကျွန်တော်ရဲ့မိဘ။ဒါဟာကျွန်တော်နိုင်ငံတိုင်းကလူကျွန်တော်ပြည်သူလူထုတစ်ရက်လုံးဟာပွင့်လင်းဆုံးပြောမယ်ဆိုရင်တော့လူသက်ချင်းလို့အကြမ်းဖက်ချင်းလို့ပြီးတော့တိုက်ပွဲတွေဖြစ်ချင်းလို့လက်နက်ကန်ကြီးလာမဟုတ်ဘူးဆိုတာကိုကျွန်တော်တိုင်းသားတစ်ဖက်ဒီဒီကတက်တည်ကြခဲ့ပြီးဖြစ်တယ်။ဆိုတော့ ပြီးခဲ့တဲ့အရှိလာပြီမှလည်းအခြားသောတပ်ဖွဲ့ဝင်တွေကထူလီကောင်းပဲအကြံဖက်စိတ်ခွေးတက်ရဲ့ဒါကြောင့်နေရာဒေတာတိတိမှကျွန်တော်အရှင်ဖမ်းမိထားတဲ့စစ်တုံမန်းတွေကိုပြန်လုခဲ့တယ်အကြောင်းတွေလည်းတွေ့ရမှာဖြစ်ပါတယ်ဒီကနေ့မှတော့အခါတက်တော့အေအေကအကြံဖက်စိတ်ခွေးတက်နဲ့ပတ်သက်သူစစ်တုံမန်း200ကျော်ကိုလူငယ်ချမ်းသာတွင်ပြေးလိုက်ပါတယ်ဒါလူသားဆန်တဲ့အပြုမှုကိုတွေ့ရတာဖြစ်တယ်ကျွန်တော်ဒီကိုချင်းနေကျွန်တော်မိဘတွေလည်းထပ်တူဂုံယူဝမ်းမြောက်နေမယ်လို့ပြောနေပါတယ်ကျွန်တော်တို့ဟာအကြံဖက်ပေါ့ ကျွန်တော်လက်ရှိအချိန်မှာမဖြစ်မနေကျွန်တော်တို့မကင်ချင်တဲ့ဒီလက်နက်ကိုကျွန်တော်တို့ပြည်သူတွေကြောင့်ကျွန်တော်တို့ကင်ပြီးတော့အိုက်ပွဲဝင်နေရတာဖြစ်တယ်။ဒါမှမတူ क्वे ပြားတဲ့ကျွန်တော်တို့ရဲဘော်လူငယ်တွေမတူ क्वे ပြားတဲ့တပ်ဖွဲ့ဝင်တွေရဲ့လက်ရှိမျိုးတော်လန်ရှေးမှာပါဝင်နေတဲ့လူငယ်တွေရဲ့အကြောင်းလေးဖြစ်ပါတယ်။ဟုတ်ပြီ။ Every time in the booty ရောက်ရှိနေတဲ့ထိုးစင်ဒီထိုးစင်မှာအရကတက်တော့အေးအေးတပ်ဖွဲ့လေလား။ကျောင်းရင်မိပါလား။ တော်ရဲ့ညီကိုအခါလုံးမှရှိတယ်ကျွန်တော်တို့ရဲ့ဒါတိုင်းပြည်ကျွန်တော်ရဲ့နိုင်ငံကိုချစ်မြတ်လို့တဲ့ကျွန်တော်ရဲ့မိဘပြည်သူအားလုံးဒီမိကိုလေးကိုလည်းဖြည့်ပေးပါအေးအော်ကြီးကိုထိုးစစ်မှာကျွန်တော်တို့အခါတက်တော့အေးအေးတဖွဲ့လေလားရခိုင်သူရခိုင်သားတွေပဲလားကျွန်တော်ဒီမှာရှိနေဖြည့်ရှိကြပါဒါကကျွန်တော်ဒီမှာပြည်သူတွေပွားခဲ့တယ်ကျွန်တော်ပြည်သူကပွားရေးတက်ဖွဲ့ဝင်လူငယ်တွေရဲ့ထိုးစစ်ဖြစ်ပါတယ် ဟုတ်ပြီဒီထိုးစစ်နဲ့တူ AR ဓာရီဟာလည်းပဲမိမိတို့ AR မြေကိုစတင်နေနေတဲ့အကြောင်းကိုလည်းဒီကနေ့ကာဝေးဝန်ကြီးဦးကြီးဘုံရဲ့ထုတ်ဖော်ပြောဆိုမှုမှာလည်းတွေ့ရမှာဖြစ်တယ်ကျွန်တော် MOD လောက်ကံပြုတ်ကဝရတက်ဖွဲ့ဝင်တွေ AR သားတွေ Rango သားတွေဘကိုးသားတွေရခိုင်သားတွေကရင်သားတွေမွန်သားတွေအကုန်လုံးစုဖွဲ့ထားတဲ့တောင်းစုကြီးဖြစ်ပါတယ် AR ရကျွန်မဖက်စစ်ခွတ်တက်ရဲ့နောက်ဆုံးသောခံစစ် AR ရကျွန်တော်တို့နိုင်ငံရဲ့ စပွားအများဆုံးထွက်တဲ့နေရာစပယ်ကြီးတို့လည်းတင်စားထားတဲ့နေရာအကျွန်မဖက်စစ်ခွေးတက်ရဲ့ရိတ်ခါလည်းမှန်တယ်ပြီးတော့ကျွန်မဖက်စစ်ခွေးတက်ရဲ့ကပါစာပစ္စည်းထုတ်တဲ့ဆက်ယုံတွေတည်ရှိတဲ့နေရာဆိုရင်လည်းမှန်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့လက်ရှိချိန်မှာကျွန်မဖက်စစ်ခွေးတက်ရဲ့အကြောင်းလေးနည်းနည်းလေးတင်ပြချင်ပါတယ်ဒါဒီဘဲနဲ့ပတ်သက်ပြီးတော့လေဘဲသားစားလိုက်တယ်ဆိုတော့ဟိုဘက်ကကောင်လေးကလည်းခိုးပြီးတော့ကြည့်နေမှတည်ကြပါတယ်ဆိုတော့ကျွန်တော်သတင်းအမှန်ကိုပဲတင်ပြနေတာဖြစ်တယ်လက်ရှိအချိန်မှာကရင်ပြည်နယ်မှာတရက်တခြား တရက်တခြားတရက်မခြားအကြောင်းဖက်စစ်ခွေးတက်ရစကန်ကုန်းနေပြူအားကုန်းနေလက်နဲ့ကြီးကုန်းနေအခြေကုန်းစကန်တွေတစ်ခုပြီးတစ်ခုတက်ကတိတ်ပိုက်မှုတ်ကျိတ်နေတဲ့အခြေအနေတွေကိုလည်းကရင်ပြည်နယ်ရဲ့တည်င်းတွေမှာကြာတိတွေ့ရမှာဖြစ်တယ်ဒါတော့ကရင်တွေမထုတ်ပြန်သေးတဲ့တည်င်းတွေအများကြီးရှိသေးတယ်ဒါဆိုရင် KIA မှာရောဆိုတော့စစ်ကူတွေတရဟောပို့ကျွန်တော်တို့ဒါစစ်မှုတရားဥပဒေထုတ်ပြန်ပြီးတော့ဘတ်စင်တက်ကနေပြဘတ်စင်73လောက်ထိမနေ့ကနေ့မှာစစ်ပင်နဲ့စင်ထားတဲ့ကောင်းတွေအကုန်လုံးကပို့နေသည့်တိုင်အောင် ပိုတိုင်းလဲကုံရောက်တဲ့ကုံတွေအကုန်လုံးကလည်းပြေးတဲ့ကောင်ကပြေးဒါကျွန်တော်တို့စီမှာလက်နဲ့ချအလင်းဝင်နေတူကအလင်းဝင်ပြီးတော့မရှုမလခွတ်တီခွတ်တီတည်သွားတဲ့កောင်တွေကတည်ဆိုတော့ဒီအချင်းတွေကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဖားကန်ကိုတရုတ်အလိုကြအတဲအတန် phosis ဆင်ပေမဲ့လည်းပဲအကြဆုံးအများပြားနေပါရင်ဆိုင်နေရတဲ့အကြောင်းတွေလည်းကျွန်တော်တို့ကြာတိတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကရင်နေမှာဟောအခြေအနေကောင်းရလားကရင်ဒီမော့ဆိုးမိုးပြဲမှာလည်းပဲပို့တော့ကုံ ကျွန်မပတ်စစ်ခွေတက်ရဲ့ချင်းကြားဓမ္မီဩဇာပင်ပြီမှာလည်းပဲတော်တော်လေးကိုထုတ်လို့မှုညင်မာနေတဲ့အကြောင်းကိုကရင်နီရဲ့ဒါသတင်းအချင်းမြစ်တွေကဆင်းတတိထားရပါတယ်ဒါကြောင့်မနှက်ပြန်တော့မဟုတ်တပတ်ခါလောက်မှဆိုရင်အညာနေရဲ့သတင်းတွေကိုလည်းပဲကျွန်တော်ရဲ့မိဘတွေကြားသိရအောင်မှာဖြစ်ပါတယ်အေးဘောကအိတ်ထားဖို့လိုတယ် ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့လက်ရှိအချိန်မှာကျွန်တော်တို့နိုင်ငံတိုင်းငံတို့ကျွန်တော်တို့အဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်ပြီးတော့မာပြူဝမြောက်စွာပူပေါင်းဆောင်ရွက်နေတဲ့စစ်စင်ရေးတွေတိတိတိုက်ပွဲတွေမြောက်များစွာရှိနေပါတယ်။နေ့စဉ်ကျွန်တော်တို့ဂျပန်ဖက်စစ်ခွေတက်ခြေကုပ်ရတဲ့နေရာတွေကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေပါတယ်။ကျွန်တော်တိုက်ပွဲဖြစ်တဲ့ဆိုရင်တော့ကျွန်တော်တို့ကြာဆုံးမှုတွေကတော့နှစ်ဖက်လုံးမှာရှိနိုင်ပါတယ်ကျွန်တော်တို့ဘက်မှာလည်းပဲထိခိုက်ကြာဆုံးတွေရှိနိုင်ပါတယ်ဒါပေမဲ့လည်းပဲအကြံဖက်စစ်ခွတ်တက်ကလက်ရှိချိန်မှာကူပါအောင်ကဲပါအောင်ဖိမ့်ပြောင်းအောင်ပြင်းနေကြတာတွေသူတို့ရဲ့ ဒါအခြေအနေတွေကိုလည်းကျွန်တော်နေ့စဉ်ကြားနေရတာဖြစ်တယ်ဆိုတော့ရာနဲ့ချီပြီးတော့တရင်လိုက်စကန်တစ်ခုလုံးထပ်ပြေးနေတဲ့အခြေအနေတွေကိုလည်းကျွန်တော်မနေ့ကတင်ကြတင်ကြခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီတပည့်ရှင်သူကတော့မရှိမလားအခြေအနေစိုးရိမ်အောင်ပါပဲသူတို့ကိုဘယ်သူကင်ပါလဲဆိုတာကိုသူတို့အချင်းချင်းမေးတာတော့မှအဖြေမရှိတာကိုဒီကနေ့ကျွန်တော်အဓိကတင်ပြနေခြင်းက လက်ရှိအချိန်မှာကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေကျွန်တော်တို့လူငယ်တွေကကျွန်တော်တို့ရဲ့အသက်ခံတာတွေကိုပိတ်ဆက်ပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေပေးတဲ့အမိတ်ကျွန်တော်မိဘပြည်သူလူတို့တရက်လုံးရတရားစီရင်တဲ့တမှုတွေကိုကျွန်တော်မိဘပြည်သူတွေရဲ့စီရင်ချက်တွေကိုကျွန်တော်တို့ဟာကျွန်တော်ရဲ့အသက်ခံတာကိုပိတ်အပ်ပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်နေပါကြောင်းဒါကြောင့်ဒီတိုက်ပွဲဟာ အကြောင်းဖက်စစ်ခွေးတက်ရဲ့နောက်ဆုံးသောအမြင့်ဖြတ်ခြေမုံခံရမယ့်အချိန်အလွန်အင်တန်နီးဆက်နေပါလေဆိုတော့ဒီအချိန်မှာလဲကျွန်တော်တို့အားလုံးမှာလိုအပ်ချက်တွေရှိနေတယ်လက်နဲ့ခဲရန်နေစဉ်လိုအပ်ချက်တွေရှိတယ်လက်ရှိအချိန်ထိကြီးကမလောက်သေးတာတွေလည်းရှိတယ် equipment မလောက်သေးတာတွေလည်းရှိနေပါတယ်ဒါယူနီဖောင်းတော်မှာမပြည့်စုံတဲ့အချိန်တွေတွေလည်းရှိနေသေးပါဒါကလည်းပြဿနာမရှိပါဘူးကျွန်တော်တို့၄ွာလီ2မီလီနဲ့စခဲ့တဲ့တော်လန်ရေခဏိအချိန်မှာအကြမ်းမဖက်စစ်ခွေးတက်ကအကြမ်းမဖက်စစ်ခွေးတက်မှာကျွန်တော်တို့တုတ်တင်ရှင်းလင်းအရှင်ရောအသေးရော မဖမ်းခဲ့ဘူးခဲ့တယ်ပြီးတော့အုပ်တင်နိုင်ခဲ့တဲ့ဘယ်အပွင့်ဘယ်အရာရှိမှမရှိဘူးဆိုတာကိုကျွန်တော်ရဲ့မိဘတွေကိုသင်ပြခြင်းနဲ့ဒီဘဲရဲ့အသားကိုတပိတ်တာမြန်မာငွေကျပ်တသိန်းကျွန်တော်တို့ဒါဘတ်နဲ့ဆိုရင်တသောင်းပြီးတော့အနည်းငယ်10သားကနေစဝယ်မယ်ဆိုရင်မြန်မာငွေကျပ်တပေါင်းကနေပြီးတော့ ဘဝေတရားကစတင်ပြီးတော့ဝေယူနိုင်ပြီဖြစ်တဲ့အကြောင်းကိုတင်ပြရင်းနဲ့ဘုမာဥဆုံးဒီဘဲသားစားရတဲ့နေ့မှာကျွန်တော်တို့ရဲ့စုချေးဟာဒီထက်ပိုပြီးတော့ချင်းမြင့်တင်တယ်ချင်းမြင့်ဖို့လေကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါကြောင်းလေးလေးစားစားတင်ပြရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုဂုံယူဝမ်းမြောက်ဒီကလေးလေးတွေဟိုမိုးတွေမွေးရတာသူတို့ကတာသမီမရှိတာသူတို့တရေပြပြတာသူတို့ကသူတို့မိသားစုတွေလို့ချင်တယ်သူတို့ခံနိုင်မလား ကြောင့်ဒါလည်းနေသမီးလေးရတယ်။ဆေးရုံလေးလွန်လာလေလာတယ်ကျောင်းကဒီကလည်းမိတယ်။အဲ့ဒီကတော့ဘဝရောဘဝကြီးလို့ဆိုမှအဲ့တော့နေရစီမှုလာလင်းဝလာတော့လင်းညတော့လာပြီဒီမှာအဲ့ချုံလို့ချုံပုံလေးနဲ့ရက်နေတဲ့ချိန်ကိုခဏလေးနဲ့နောက်တစ်ပတ်ပြန်ဝဲတယ်ပြောပြတော့ကြတော့ရင်းနှီးကိုထိတ်သွားကိုသားသမီးခုဖြစ်လို့ပဲအကြောင်းပြတော့တယ်မှာဆိုမှပြန်စီလာလာကြတော့ဆိုင်ကယ်ကြီးကလဲတာကလေးလေးစိတ်ကြီးအဲ့ချိန်မှာဆိုင်ကယ်ကြီးရပြလာဘယ်နဲ့တည်းလဲချုပ်တော့ပြေးလိုက်တဲ့အချိန်ပြန်ပြသမီးငယ်မှာသမီးလက်မလေးတွေ့တော့ကြတော့သမီးလက်မလေးကဒီညနာချမ်းမရှိတော့ ูกะลีดีเป็ดแล้วแหละคลีอ่ะเผ็ดอ่ะไม่กาวတော့คลีกาวดีอ่ะบ่มาไม่กาวတော့ตาลีดีดีไลตะมีลีดีดีไลเนี่ยดาเนี่ยลีดีไอ้เมียนเด้ลีนนี่เมียได้สิไอ้ลีนนี่กูตอกเลยตอกเลยเมียนแล้วไม่มีจริงเนาะသူတို့သူတို့တော့တာသမီမရှိဘူးလားလို့တင်းပေးစက်မိသားစုတွေလည်းမင်းတို့တော့တာသမီမရှိဘူးလားကိုရင်းသားနာသိမရှိဘူးလားလို့ဒီကလေးလေးကဘာမှမသိဘူးမအေးတမင်းချက်ဒီမှာစားရတော့သမီးနာမကောင်းအောင်မလုပ်တော့သင်စားတော့ဘူးအဲ့ဒီအနာရှင်ကိုလည်းမုန်းတယ် အဲ့ဒီ online ကြီးကိုလည်းအမြန်ဆုံးဖြုတ်ပေးပါဒါလောက်ဆိုရတဲ့မင်းကိုဆက်ထားပါနဲ့လို့နိုင်ငံတကာကလည်း